အဲဟုတ်တယ်အသာတော့နည်းနည်းပါမယ်ကျွန်တော်ကတော့တကယ်အတီလူလို့ပေါ့လေဟိုငယ်ဘဝကြောင့်ငယ်ဘဝဒီသစီတရဲ့ကြောင့်ဒုက္ခရောက်ခဲ့ရတော့ပြန်ပြီးလက်စားချေခြင်းနဲ့အတီလူဆိုးဆိုတော့ခက်တီတီတော့နေထားရပဲကွက်ကိုပြန်ကြည့်တော့နည်းနည်းတော့ကြောက်စိတ်တော့ဝင်သွားအမတရတော့ကျွန်တော်ကဒီကားမှာရက်ကအများကြီးမပါဘူးကျွန်တော်ကလည်းဆင်းရဟိုတဆက်သေးဖြစ်နေတော့လေဆင်းများပြင်မဲ့တဆက်သေးဖြစ်နေတော့တောက်လျှောက်ရိုက်ကတောက်လျှောက်ရိုက်ကတော့ ဒီဘက်မှာတီအင်းကြီးတထဲတဲနဲ့တောက်လျှောက်ရိုက်တော့ဂျာတီဦးလူကအဲ့တော့နွေရာစီလေးကြိုက်တော့အာပူတော့ချွေးတော့အဲ့အင်းကြီးကတော့နန်းနာပါဒါမှမဟုတ်လေဒေချာလေးတော့ရေမွေးလေးဆွပြီးရိုက်ပါရှော်လို့မရဘူးလေသူကအဆက်လေးဖြစ်နေတော့ရှော်လိုက်ရင်မရပါဆိုပဲနှစ်ထဲကြတော့လည်းမရှိအဲ့ကောရှားတယ်ဘယ်လိုထရဘူးလားအဲဟုတ်တယ်ဟာသားကတော့နည်းနည်းပါပဲကျွန်တော်ကတော့တကယ်အတီလူလို့ပေါ့လေဟိုငယ်ဘဝကြောင့်ငယ်ဘဝဒီသစီတရဲ့ကြောင့်ဒုက္ခရောက်ခဲ့ရတော့ပြန်ပြီးလက်စားချစ်ခြင်းနဲ့အတီလူဆိုးဆိုတော့ခက်တီတီတော့နေထားရပဲ ွက်ကိုပြန်ကြည့်တော့နည်းနည်းတော့ကြောက်စိတ်တော့ဝင်လာတယ်။တရေကိုလမ်းမြင်တဲ့ချိန်ကျအာပထမစီကြီးရေမတုံးတော့လေ။ဒါပေမဲ့ကိုရင်းရွက်ကြီးဖြစ်နေတော့အဲ့လိုသူသူကလည်းမျိုးလုံးပြီးမျက်စိပြီးအော်တော့လမ်းရတော့။အဲဟုတ်တယ်စိမ့်နေပေမဲ့ကျွန်တော်ကအခုဂျုံဇလန်းတွဲပိုင်းမှာသာပြောသူနေရာလေးနည်းနည်းရပေမဲ့ရုပ်ရှင်ပိုင်းကျတော့ကျွန်တော်ကဥမာစား ခြေဟိုဒီပြောမယ်ဆိုဒီဒီကားတော့ပထမဆုံးကျွန်တော်ယုံတင်ရမယ်ဇာကားလीကျွန်တော် ရုပ်ရှင်ကတခါမှလုံးမတင်ဘူးပထမဆုံးယုံတင်မဲ့ဇာကားလीဆိုတော့ဆင်းနေတာများတာတစ်ခုကျွန်တော်ကရုပ်ရှင်ကဆိုရင်ဟို good character နဲ့ကိုတေချာလေးပါရင်ကျွန်တော်ရိုက်ဖြစ်တယ်ဗျဘာလို့ဘာလို့လဲဆိုတော့ဟိုအရင်ကြီးလဲနာမည်လဲမရှိသေးတဲ့လူတယောက်အနေနဲ့ဒါမနိုရာကျွန်တော်အခွင့်အရေးပေးတာပဲလीဘော်နာဇာမနိုရာအခွင့်အရေးပေးတာဖြစ်တဲ့အတွက်ကျွန်တော်လည်းဟို လက်ခံပြီးရပူဖြစ်ပါတယ်အဓိကကျွန်တော်ဟိုဇလန်းလေးလဲကောင်းမယ်ကျွန်တော်ကဟိုစင်းနေတာများတာထက်ဟိုကျွန်တော်ကာရိုက်တာလေးတည်တံ့ဖြစ်နေကျွန်တော်ရိုက်ပါတယ်ရိုင်းကြီးများနိုင်လေးပါလေအခုနေထားနေတာဟိုကိုကြိုက်တဲ့ဇက်မဆိုတာရိုက်လို့မမြင်ရသေးဘူးအဲ့တော့ပြေခွေရတဲ့ဟာလေးတော့ကြိုးစားပြီးရတယ်။နောက်ခါကတော့အဲ့မကောင်းတကောင်းတစ်ခုလည်းစီးတစ်ခုလည်းထုတ်ဖို့ရှိတယ်။အခုရုပ်ရှင်ကတော့လူဆိုးလေးပေါ့နော်။ ဘုံမြင့်မှာတော့ကောင်းထားပါတယ်အဲဂျာကိုကိုကိုစိတ်အနေနဲ့တော့ဘုံမြင့်မှာတော့ကောင်းနေရပါလေပြိတ္တတွေအမြင်မှာတော့လူဆိုးကြီးပေါ့အခုပြပြီးသလောက်ဆိုရင်တော့မဟိုဒီတရားဦးတို့ဒီလင်မယားရဲ့ကလေးကိုယူလာတော့ကျွန်တော်လည်းဝိုင်းပြောခံကိုကိုတော့မစွားဆောင်နိုင်ဘူးပါဂျာအဲရုပ်ရှင်ရယူလာလीနော်တကယ်တကယ်လည်းယူလာလဲမဟုတ်ဘူးပြန်မာတော့စွမ်းဆောင်နိုင်မှာပါခုထိတော့မသိသေးဘူး ဒါကပြောမဆိုရင်ဇလန်းရတော့ဟိုမယမုံနဲ့အဲမဲမြက်ကြီးတီအောင်တို့ရဲ့အပြိုင်ဇလန်းလေးအမျိုးသမီးဇက်တွေဆိုတော့အမျိုးသမီးဦးစားပေးထားတာလည်းဖြစ်တယ်ပြီးတော့မယမုံကလည်းသူ့ character ကိုသူအကောင်းဆုံးစီးမျောပြီးတော့တရုတ်ဆောင်နိုင်တဲ့အတွက်ဒါအဲသူเจ้าကိုเจ้าဇလန်းကဆန်းဆန်းမြပြလေးရဲ့ချစ်စရာကောင်းတာလေးရဲ့ပျော်ရွှင်စရာလေးတွေရဲ့အကုန်လုံးပေါက်ဆက်ထားတဲ့ကားလေးပါပရိသတ်တွေအပေါ်ကအမော်ရီပြေးပြီးဘူးခဏလောက်ဖြစ်ဖြစ်ချိန်ပေးပြီးတော့လာရောက်အားပေးနေကြပါခင်ဗျာ